အားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ဆက်တာပါတယ်။ဒီနေ့မှာကျွန်တော်တို့အတူတကွလေ့လာဆင်ခြင်ရမယ်။ခေါင်းစဉ်ကတော့ဖြူဖြက်ပြီးတိဆောက်ပေးတတ်သောလက်ဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ကိုခန္ဓာမှာကိုလက်အင်္ကာတွေ ဘုရားသခင်ကအစုံအလင်နဲ့ဖန်ဆင်းပေးထားတာကရည်ရွယ်ချက်ကိုစီနဲ့ရှိတာဖြစ်တယ်။အဲ့ဒီထဲကမှလက်ကဘာအတွက်ကျွန်တော်တို့အသုံးဝင်လဲဆိုလို့ရှိရင်နေ့ရက်စဉ်တိုင်းမှာကျွန်တော်တို့เนาะကိုယ်ရယ်စာဝတ်နေရေးအတွက်ပေါ့နော်ချက်ပြုတ်ရေးမှအစနော်မနေ့ထလာကလေးကကျွန်တော်တို့စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သွားတိုက်မျက်နှာအစ်ပေါ့နော်ဒီလက်မရှိရင်ကျွန်တော်တို့ဒီနေ့တူဝါလုပ်ငန်းဆောင်တာတွေကဘလို့မှအဆင်မပြေနိုင်ဘူးပေါ့နော်ဆိုတော့အဲ့ဒီလက်ဟာအဓိကကြတဲ့အခန်းကဏ္ဍနေပါဝင်နေတော့လက်ကကျွန်တော်တို့တွေအ ညညူးတဲ့အရာတွေလည်းခံရတယ်တန်ရှင်တဲ့အရာတွေလည်းခံရတယ်တော့လက်ဟာတကယ်ပဲသူကအာပြောရမယ်ဆိုရင်တကယ်ပဲတကိုယ်လုံးမှာပေါ့နော်အရန်ကူမှာအရေးပါတယ်လို့ကျွန်တော်တို့ဆိုနိုင်တာဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့အခါမှာလေဒီလက်ဟာမပါမဖြစ်ဖြစ်တယ်တော့ဒီလက်ဟာဘုရားသခင်ကိုချီးမြှောက်လို့ရတယ်နော်လက်ကိုမြှောက်ပင့်ပြီးတော့မှဂုံပြူတာမျိုးနော်ကိုရောအရင်ပဲကောင်းမြတ်တယ်ဆိုပြီးတော့နော်ကျွန်တော်တို့ဟာလေလုယာလို့ပြောတဲ့အခါမှာလေလက်တွေမြှောက်ပင့်ပြီးတော့မှ ာတော့ဖျားသခင်စီကိုဝေရန်ပြီးတော့မှကျွန်တော်တို့ချီမွန်ကုွယ်လို့ရတာလည်းဖြစ်တယ်။တော့ထို့နည်းတူပဲကျွန်တော်တို့နော်ပကန်စေးအဝိရှော် ပြက်စီးလဲကျန်းတိုင်းမှာအစပေါ်တော့အကုန်လုံးဒီလက်နဲ့ပဲကျွန်တော်လှုပ်ဆောင်တာဖြစ်တယ်ဆိုတော့လက်ဟာအာဘာလုပ်လို့ရလဲဆိုလို့ရှင်ဖြိုချဖြက်စီးလို့လည်းရတာဖြစ်တယ်လို့ဒီလက်အားဖြင့်ပဲပြန်ပြီးတော့မှတီဆောက်ဆိုင်ပြုလို့လည်းရတာဖြစ်တယ်။နောက်ဆိုတော့ကျွန်တော်တို့တွေကိုအာဘုရားသခင်ကပေါ့နော်ယေရမိကိုပြောထားတဲ့အတိုင်းပဲဒီနေ့မှပြောချင်နေတာဖြစ်တယ်။အဲ့ဒါကတော့ဘာလဲဆိုတော့ယေရမိအခန်းကြီး1အငယ်30မှာဖော်ပြထားတဲ့အတိုင်းပဲပေါ့နော်။ကြီးစုလို့သင်သည်နှုတ်ပယ်ဖြိုချဖြက်စီးမှောက်လဲရသောအခွင့် တီဆောက်ဆိုက်ပြိုးရသောအခွင့်နှင့်တင့်ကိုလူအမျိုးမျိုးတို့၏တိုင်းနိုင်ငံများအပေါ်မှာယနေ့ငါခန့်ထားပြီးဟုမိန့်တော်မူ၏အာမင်ဆိုဒီမှာယေရမိကိုဖျားသခင်ပြောထားတဲ့စကားအတိုင်းဒီနေ့မှလည်းကျွန်တော်တို့ကိုဖျားသခင်ကပြောနေတယ်ကျွန်တော်တို့ယုံကြည်သူတွေကိုဖျားသခင်ကဘယ်လိုမျိုးနဲ့ဖြစ်စေချင်လဲဆိုရင်အခုဒီကျမ်းပိုက်ထဲမှာပြောထားသလိုမျိုးပဲပေါ့နော်ကျွန်တော်တို့ဟာနှုတ်ပယ်ဖြိုချဖျက်ဆီးမှောက်လဲရတဲ့အခွင့်ရှိပြီးတော့မှတော့တီဆောက်ဆိုက်ပြိုးရတဲ့အခွင့်လည်းရှိတာဖြစ်တယ်ဒီအရာကနှစ်ပိုင်းဖြစ်တယ်ပထမဦးဆုံးလုပ်ရမယ့်အရာကနှုတ် ်ပဲဖြိုချားဖြက်စီးမှောက်လဲဆိုတဲ့တစ်ပိုင်းနဲ့နောက်တစ်ခုကကြတော့ပါလဲဆိုတော့တီဆောက်စိုက်ပြိုးဆိုတဲ့အပိုင်းဖြစ်တယ်။နော်ဆိုတော့ကျွန်တော်တို့ဒီနေ့မှာဝိညာဉ်ရေးရလက်တွေကိုလည်းကျွန်တော်တို့ဒီအတိုင်းပဲပေါ့နော်ဒီဝိညာဉ်ရေးရကိုခန္ဓာတစ်ခုလုံးကျမ်းမှာတန်ဆွမ်းစေဖို့ရန်အတွက်ဆိုရင်ကျွန်တော်တို့ဒီဝိညာဉ်ရေးရလက်တွေဟာလည်းဘာလို့ဖို့လိုအပ်လဲဆိုရင်နှုတ်ပဲဖြိုချားဖြက်စီးမှောက်လဲတက်တဲ့လက်တွေဖြစ်ရမယ်။နောက်တစ်ပိုင်းကကြတော့ဒီလိုမျိုးနှုတ်ပဲဖြိုချားဖြက်စီးမှောက်လဲပြီးသွားတဲ့နောက်ပိုင်းမှာပြန်လဲပြီးတော့မှတီ ီဆောက်ဆိုက်ပြုပေးတတ်တဲ့လက်တွေဖြစ်ဖို့အရေးကြီးတယ်။ဆိုတော့ဒီနေရာမှာဝิญဉ်ရေးရာအရာဖျားသခင်ကကျမတို့ကိုဘာကိုဆိုလိုနေရလဲဆိုရင်ကျမတို့ရဲ့ဒီအာဝิญဉ်အတ္တတာဟာပေါ့နော်ဖျားယေရှုဖျားကိုယုံကြည်လက်ခံပြီးတာနဲ့တော့ချက်ချင်းကြီးပဲဒီကြီးရင်တဲ့အတ္တတာကိုရောက်သွားတာမဟုတ်ဘူး။အရင်ဆုံးကျမတို့ကနော်ဝิญဉ်ကလေးလေးဘဝကနေတဖြည်းဖြည်းနဲ့ယဉ်ကျက်တဲ့အတ္တတာထိရောက်အောင်တက်လှမ်းဖို့ရန်အတွက်အရေးကြီးတယ်။အဲ့ဒီမှာကျမတို့လုံးဝမပါမဖြစ်နော်ခြံလှက်ထားလို့မရတဲ့အစိတ်ပိုင်းဟာ ဘာလဲဆိုလို့ရှင်နှုတ်ပယ်ဖြိုချဖြက်စီးမှောက်လဲတယ်ဆိုတဲ့အပိုင်းဖြစ်တယ်အဲ့ဒါကအရင်ဆုံးလုပ်ရတာဖြစ်တယ်နော်ဥပမာကျွန်တော်တို့အိမ်တအိမ်ကပေါ့နော်အာဖြိုဖြက်ပြီးတော့မှပြန်တီဆောက်ဖို့ရန်အတွက်လိုအပ်တယ်ဆိုရင် ကျွန်တော်တို့ကဒီအိမ်ကြီးရိုင်နေနေတာပြိုလဲနေတာပြီးတော့အထဲထဲမှာအစိပ်ပိုင်းတွေမကောင်းတော့တဲ့အရာနော်ဒီအရာတွေအပေါ်မှာကျွန်တော်တို့ကပြန်ပြီးတော့မှနော်သူ့ကိုအထက်မြင့်ချင်တာပဲဖြစ်ဖြစ်နော်အထဲထဲမှာ renovation လေးပဲလုပ်လိုက်မယ်လေးဆိုပြီးတော့နော်အပေါ်ရန်ကိုပဲတခြား ားသောအရာဘာမှမဖြိုးချမဖျက်ဆီးပဲနဲ့ကျွန်တော်ပြန်ပြီးတိဆောက်ဆိုင်ပြုလို့မရအောင်เนาะအဲ့ဒီအတွက်ကြောင့်မို့လို့အခုကျွန်တော်တို့ဝိညာဉ်ရေးရအသက်တာမှာဆိုလို့ရှင်လဲအဲ့တိုင်းပဲကျွန်တော်တို့ရဲ့ရှေးရခင်ဘဝကလေးကเนาะမိဘဘူပေးတွေကလေးကနေပါလာခဲ့တဲ့เนาะဒီကိုစိတ်ဝိညာဉ်သုံးပါးလုံးရဲ့အညစ်အကြေးတွေအပြစ်ဒုစရိုက်တွေပြောရမယ်ဆိုလို့ရှင်เนาะရန်သူစာရန်ခြေကုပ်စခန်းယူထားတဲ့အရာတွေအားလုံးကိုကျွန်တော်တို့တွေနှုတ်ပဲဖြိုးချဖျက်ဆီးမှောက်လဲရမယ်เนาะအဲ့ဒီအတွက်အရင်ဆုံးလှုပ်ဆောင်ရမယ်เนาะပြီးတဲ့ခါကျတော့မှเนาะဒီအရ ရဲ့အားလုံးကိုဖြိုချဖျက်ဆီးပြီးပြီဆိုတော့မှအစ်စ်ပြန်ပြီးတော့မှတိဆောက်ဆိုင်ပြုတ်ရမယ်။နောက်အဲ့ဒါကဘာနဲ့တူလဲဆိုလို့ရှိရင်စပည့်ရဘူးဟောင်းကိုစွန့်ပယ်ပြီးတော့မှစပည့်ရဘူးတစ်နဲ့နော်အစ်စ်လဲလှယ်ပြီးတော့မှအာအသုံးပြုရတဲ့ပုံစံမျိုးနဲ့တူတာဖြစ်တယ်ပေါ့နော်။ရောက်ဒီနေ့မှာကျွန်တော်ရဲ့လက်တွေဟာဒီလိုမျိုးဝိညာဉ်ရေးရာမှာနှုတ်ပယ်ဖြိုချဖျက်ဆီးမှောက်လဲပြီးတော့မှနောက်ထပ်အစ်စ်တစ်ဖန်ပြန်လည်တိဆောက်ဆိုင်ပြုတ်တတ်တဲ့လက်တွေဖြစ်ဖို့အရေးကြီးတယ်။နောက်ဘုရားသခင်ကကျွန်တော်တို့ကိုဘယ်လိုမျိုးပြောထားလဲဆိုရင်တင်တို့ရဲ့နော်တန့်ရှင်းတဲ့လက်ကို ကိုချီပြီးတော့မှဖျားသခင်စီကိုတိုးဝင်ပါတဲ့ဒီနေ့ကျမတို့လက်တွေဟာတန်ရှင်းဖို့ရန်အတွက်လိုအပ်တယ်ဒီနေ့ကျမတို့လက်တွေထဲမှာတော့ဒီဆောက်စိုက်ပျိုးဖို့ရန်အတွက်ပေါ့နော်လှုပ်ဖို့ရန်အတွက်စိတ်ဝင်စားဖို့တော့အဲ့ဒီအတွက်အရင်အဆုံးဖြိုချဖြက်စီဖို့ဆိုရင်ဝေးပေါ့နော်ပိုဝေးသေးတယ်နောက်ကိုယ့်ရဲ့မကောင်းတဲ့အကျင့်ဒုစရိုက်တွေကိုကျမတို့ဖြိုချဖြက်စီမှောက်လဲဖို့ရန်အတွက်အရင်ဆုံးလှုပ်ဆောင်ရမယ်အဲ့ဒီတော့ကျမတို့လက်တွေတန်ရှင်းဖို့အရေးကြီးတယ်ကျမတို့လက်တွေမတန်ရှင်းမှုဆိုရင်ဖျားသခင်ကျမတို့ကိုအသုံးပြချင်မှာမဟုတ်ဘူးအဲ့ဒီအတွက်ကျမတို့ရဲ့လက်ထဲမှာအခုဆိုလို့ ရှင် handphone တွေရှိတယ် handphone တွေအထဲထဲမှာကျမတို့เนาะကြည်မြင်နေတဲ့အရာတွေသုံးပြနေတဲ့အရာတွေတန့်ရှင်းရလားအဲ့ဒါကိုအရင်ဆုံးကျမတို့နှုတ်ပဲဖြိုချဖြည့်ဆီးမှောင်လဲရမယ်เนาะမကောင်းတဲ့အရာတွေကိုပဲဒီမျက်စိကမြင်ချင်နေတယ်ကြည်ချင်နေတယ်ဆိုလို့ရှင်เนาะဒီလက်ထဲမှာခြင်ထားတဲ့ဒီအရာဟာเนาะအာ မသက်ရှင်တဲ့အရာပဲဖြစ်တယ်ပေါ့နော်။ဘုရားသခင်နိုင်ငံတော်ဟာကျွန်တော်တို့ရဲ့လက်ထဲမှာရှိတယ်။နော်အင်္ဂလိပ်ကျမ်းစာမှာဆိုလို့ရှိရင် Kingdom is at hand ဆိုပြီးတော့မှပြောထားတာရှိတယ်နော်။အဲ့ဒီအတွက်ကြောင့်မို့လို့ဘုရားသခင်နိုင်ငံတော်ကတကယ်တော့ကျွန်တော်တို့ရဲ့လက်ထဲမှာတော့မှရောက်နေပြီ။ဒါပေမဲ့ကျမတို့ကကိုယ့်ရဲ့လက်ကိုတန်ရှင်းခြင်းမရှိစေဘဲနဲ့နော်ညဉ်ညူးနေစေသေးတယ်ဆိုရင်ဒီနေ့မှအာနောင်နာရရမယ်ပြုပြင်ရမယ်။နော်ဆိုတော့ကျမတို့ရဲ့တော့ဒီလက်တွေဟာပြောရမယ်ဆိုရင်အာရဲ့သူခြေကုပ်စခန်းမိနေတဲ့လူတွေကိုဖြိုချဖြက်စီ ပေးဖို့ရန်အတွက်လက်တွေဖြည့်ရမယ်။တော့နေမကောင်းမချမ်းမာတဲ့လူတွေပေါ်မှာကျွန်တော်တွေလက်ကိုတင်လိုက်တာနဲ့တခါတည်းအနာရောဂါငြိမ်းစေတဲ့လက်တွေဖြည့်ရမယ်။တော့ကျွန်တော်တို့ရဲ့တိုင်းပြည်နဲ့လူမျိုးအတွက်ကျွန်တော်တို့ကကင်းဆောင်အဖြစ်မတက်ရက်ပြီးတော့မှနော်ဖျားခင်ရှိတော်မောင်းမှာဒီလက်ကိုခြိထားပြီးတော့မှမောရှိကဲသူပေါ့နော်။တကယ်ကိုပဲဒီလက်ကိုခြိထားပြီးတော့မှရန်သူတွေကိုအောင်နိုင်စေတဲ့လက်တွေဖြည့်ရမယ်။တော့ကျွန်တော်တို့ရဲ့အရှိန်ကြီးတဲ့ဆုတောင်းပတ္ထနာအားဖြင့်ပေါ့နော်ဖျားခင်ရှိတော်မောင်းကိုတိုးဝင်ဒီလက်တွေကိုခြိထားပြီးတော့မှဆုတောင်းပေးတတ်တဲ့လက်တွေဖြည့် ရမယ်။ ကျွန်တော်တို့ရဲ့ဒီအသင်းတော်တွေအတိုင်းเนาะကျွန်တော်တို့ရဲ့ယုံကြည်သူအသီးသီးဟာလည်းဘာဖြစ်ရမှာလဲဆိုရင်24နာရီเนาะ24/7ပတ်လုံးပေါ့เนาะတကယ်ကိုပဲကျွန်တော်တို့တန်ခွင်းဆက်ဆူတောင်းပြီးတော့မှမိမိရဲ့လက်ကိုချီမြောက်ထားတဲ့ဒီတန်ရှင်တဲ့လက်တွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်။เนาะတယောက်ကိုတယောက်တွန်းထိုးတဲ့လက်တွေမဟုတ်ဘဲနဲ့တယောက်ကိုတယောက်ဆူတောင်းကောင်းချီးပေးပြီးတော့မှဆွဲထူပေးတတ်တဲ့လက်တွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်။เนาะကျွန်တော်တို့တွေအာပြောမယ်ဆိုရင်တော့ဒီမယုံကြည်သူတွေရဲ့အတိုင်းဝိုင်းထဲမှာကျွန်တော်တို့သွားမယ်အာเนาะပြောမယ်ဆိုမသွားရ က်နေရာတွေသွားမယ်။နော်ဒီလက်တွေကိုညှိညူးစေတယ်။နော်အရက်တောက်တဲ့လက် နော်ပြောရမယ်ဆိုလို့ရှင်ညှိညူးတဲ့လက်နော်ဘာကလက်တွေမှာတက်ပြီးတော့မှနော် jewelry ဒီလက်တွေကိုမော်နော်ညှိညူးစေတဲ့အခါမှာဖျားသခင်အင်မတန်မှာဝမ်းနေနေမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့မှာ jewelry ကနော်လောကအရာတွေကိုနော်အောင်မြင်တဲ့အခါခုံပြူတဲ့အခါမှာဟေးဆိုပြီးတော့လက်ကိုမြှောက်ပင့်ပြီးတော့မှအားရပါရနဲ့နော်အာကျွေးကြော်တက်တယ်လို့ဒီနေ့မှာဖျားသခင်ရဲ့ရှေ့တော်မောင်းမှလဲအိုးဖျားသခင်ကနော်ငါတို့ဘက်ကနေနေ ပြီးတော့မှအောင်ချင်းကိုပေးတယ်ဆိုပြီးတော့မှတကယ်အောင်တန်ကိုလွှင့်ထူးမှဖျားသခင်ကိုဂုံပြုတ်ပေးတတ်တဲ့ချီးမြှောက်တဲ့လက်တွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်။တော့ရန်သူရှေ့မှာလက်မြောက်အရှုံးမပေးရဖို့ဆိုလို့ရှိရင်ဖျားသခင်ရှေ့တော်မောင်းမှာလက်မြောက်ပြီးတော့မှကျွန်တော်တို့ကိုးကွယ်တိုက်ရမယ်။တော့ဒီနေ့ယေရှုဖျားကတိုင်းတော်ပေါ်မှာတော့အာအချိန်နာရီအားဖြင့်ဆိုလို့ရှိရင်6နာရီလောက်ကြာအောင်ကိုသူကချိတ်ဆွဲခြင်းခံရတာ။သူ့လက်ကိုဘလောက်တောင်မှသူမြှောက်ပေးထားခဲ့လဲ။တော့ဒီနေ့ကျွန်တော်တို့ကဖျားသခင်ဂုံပြုတ်ပေးဖို့ရန်အတွက်တော့အာ6နာရီမပြော ပါနဲ့6မိနစ်ဟဟလာအစက္ကန့်60တောင်မှကျမတို့ကလက်ကိုမမြောက်ထားပေးတတ်ဘူးဆိုလို့ရှိရင်ဒီနေ့မှာကျမတို့လောင်မိုက်မဲတဲ့လူရှိမှာမဟုတ်ဘူး။ဒီနေ့မှာကျမတို့ရဲ့လက်တွေကိုချီမြောက်ထားမယ်။အထူးသဖြင့်ဘုရားသခင်ကိုချီးမွမ်းကိုးကွယ်တဲ့အခါမှာကျမတို့လက်မြောက်ပြီးတော့မှကိုးကွယ်တိုက်ရမှာဖြစ်တယ်။နောက်ကျမတို့တွေဒီနေ့မှာအချင်းချင်းကိုလည်းအာလက်ချင်းချိတ်ဆက်ပြီးတော့မှအမှုဆောင်တိုက်ရမယ်။နောက်ဒီလောကအရာတွေကိုကျမတို့အာသက်တရောနဲ့လှုပ်တတ်သလိုနောက်ဘုရားသခင်အမှုအတွက်ကြောင့်ကျမတို့အာသက်တရောနဲ့မှပါဝင်တတ်တဲ့လက် လေဖြစ်မယ်ဆိုရင်ဒီနေ့မှနောင်နာရရမယ်เนาะအချင်းချင်းချိတ်ဆက်ပြီးတော့မှလှုပ်ဆောင်တတ်ရမယ်အသင်းတော်အချင်းချင်းလည်းချိတ်ဆက်ပြီးတော့မှလှုပ်ဆောင်တတ်ရမယ်เนาะရန်သူကိုအားကြီးသွားစေတဲ့လက်မဟုတ်ပဲနဲ့ရန်သူကိုအားနည်းစေဖို့အားလုံးစုပေါင်းပြီးတော့မှတွန်းထိုးတတ်တဲ့เนาะရန်သူကိုတွန်းလှန်တတ်တဲ့လက်တွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်ပြီးတဲ့ခါကျတော့နော်အားနေနေတဲ့သူတွေကိုဆွဲခေါ်ပြီးတော့မှဖေးမှပေးတတ်တဲ့လက်တွေဖြစ်ဖို့နော်စိတ်တက်ကြပြီးတော့မှအားရော့နေတဲ့သူတွေမျောလင်းချက်မဲ့နေတဲ့သူတွေကိုလည်းကျွန်တော်တို့ရဲ့ဒီအာလက်တွေအားဖြစ်မောနော်ပြန်ပြီးတော့ ော့မှသူတို့ကိုဆွဲခေါ်ပေးတတ်ဖို့အရေးကြီးတယ်။ပြီးတဲ့ခါကျတော့အရန်အရေးကြီးတာကကျမတို့နော်ဝိညာဉ်တော်ရဲ့ဓာတ်ကိုကင်ဆွဲတတ်တဲ့နော်နှုတ်ကပတ်တော်အားဖြင့်ကျမတို့တွေဝိညာဉ်တော်ရဲ့ဓာတ်ကိုကင်ဆွဲတတ်တဲ့ဒီလက်တွေဖြစ်ဖို့ရန်အတွက်အရေးကြီးတယ်။ငွေဆုံးသောသူတွေကိုစွန့်ကြဲပေးကမ်းတတ်တဲ့လက်တွေဖြစ်ရမယ်။မိမိရဲ့ပေးကမ်းတတ်တဲ့လက်ကိုကျယ်စွာနဲ့ဖွင့်ရမယ်။နော်ပြီးတဲ့ခါကျတော့ကျမတို့တွေ ဒီရန်သူလူယူသိမ်းသွားခြင်းကိုခံရတဲ့အနေမျိုးတွေအားလုံးကိုကျွန်တော်ပြန်ပြောမှသိမ်းပိုက်တတ်တဲ့လက်တွေဖြစ်ရမယ်။တော့ရန်သူရဲ့ခြေကုပ်စခန်းအားလုံးကိုနှုတ်ပယ်ဖြိုချဖျက်ဆီးမှောက်လဲပစ်ပြီးတော့မှပြန်လဲပြီးမှတိဆောက်ဆိုင်ပြိုတတ်တဲ့လက်တွေဖြစ်ရမယ်။တော့နေဟမီနဲ့တကွာအပေါင်းပါတွေဟာဘာလုပ်ခဲ့လဲဆိုမြို့ရိုးကိုတိဆောက်တဲ့အခါမှာတစ်ဖက်ကနေတော့ရန်သူကိုတိုက်ခိုက်ဖို့ရန်အတွက်လက်နက်ကိုကင်ဆယ်ပြီးတော့မှတစ်ဖက်ကနေဒီမြို့ရိုးကိုပြန်လဲပြီးတော့မှတိဆောက်ခဲ့ရတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်ဒီနေ့မှာပေါ့နော်ရန်သူတွေရဲ့အံ့ဩပြီးတော့ ော့မှာเนาะသူတို့ကိုကြောက်ရွံ့ရတဲ့အခွင့်ကိုဘုရားသခင်ပြင်ဆင်ပေးတယ်ဒီနေ့ကျွန်တော်တို့လည်းဒီအတိုင်းပဲเนาะကျွန်တော်တို့ရဲ့ဒီဝိညာဉ်တိုက်ပွဲကိုလှုပ်ဆောင်ရုံသာမကပြန်ပြီးတော့မှာเนาะမိမိညီကောင်မအချင်းကိုပြန်လဲကဲတင်ပြီးတော့မှာတိဆောက်ပေးတတ်တဲ့လူတွေဖြစ်ရမယ်မိမိရဲ့ဝိညာဉ်ရေးရာမှာတိဆောက်ပေးတတ်သလိုတကယ်ပဲပျောက်ဆုံးသောဝိညာဉ်တွေကိုလည်းဆွဲခေါ်ပေးတတ်တဲ့လက်တွေဖြစ်ရမယ် ီပျောက်ဆုံးတဲ့ဝိညာဉ်လေးအတွက်ကျမတို့နော်မိမိရဲ့လက်ကိုကျဲစွာဖွင့်ပြီးတော့မှပေးကမ်းပြီးတော့မှနော်ဘုရားခင်နိုင်ရောတီထောင်စေဖို့ရတော့လှုပ်ဆောင်ရမယ်နော်အေဝံဂေလိသတင်းစကားကိုဟောပြောရမယ်ဒီနေပယ်တွေကိုနော်ကျမတို့တကားတွေဖွင့်ရမှာဖြစ်တယ်နော်ဒီလိုမျိုးပြောင်းလဲလာတဲ့လူတွေကိုလည်းကျမတို့နှွေးထွေးစွာနဲ့ကျင်းနာစွာနဲ့ပွေဖက်ပြီးတော့မှကျိုးဆူတတ်တဲ့လက်တွေဖြစ်ရမယ် ဆိုကျွန်တော်တို့ပြောမယ်ဆိုရင်အများကြီးပဲမကုံနိုင်ဘူးပေါ့နော်ဒီနေ့မှာကျွန်တော်တို့ကနော်ဘုရားသခင်အလိုတော်အတိုင်းမိမိရဲ့လက်ကိုတန်ရှင်းစွာနဲ့တည်ဆောက်နေရလားဘုရားသခင်နိုင်ငံတော်တည်ထောင်စေဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့လက်တွေဟာအဓိကကျတဲ့အခန်းကဏ္ဍလေးပါဝင်နေဒါကြောင့်မို့လို့နော်အာလောကရဲ့အရာတတ်မှတ်ခြင်းနောက်မှာပဲကျွန်တော်လိုက်သွားတဲ့လက်တွေမဟုတ်ပဲနဲ့မိမိရဲ့လက်ကိုတန်ရှင်းစေပြီးတော့မှဘုရားသခင်နိုင်ငံတော်အတွက်နှုတ်ပယ်ဖြိုချဖြည့်ဆည်းမှောက်လဲတတ်ပြီးတော့မှပြန်လဲပြီးတော့မှတည်ဆောက်စိုက်ပျိုးတတ်တဲ့လက်တွေဖြစ်ပါလို့ဒီနေ့မှာ ပေးတိုက်တွန်းလိုက်ရပါတယ်ဒီလူကဆူတောင်းရအောင်ဖဖျားခင်ကိုရော့ကိုကျေးဇူးတင်ပါတယ်ဒီနေ့မှကိုရော့ဖျားရဲ့နိုင်ငံတော်အတွက် နှုတ်ပယ်ဖြိုချဖြက်စီးမှောက်လဲပြီးမှပြန်လည်တီးစောက်ဆိုင်ပြိုးပေးတတ်သောလက်လေဖြစ်စေဖို့ကိုရောဖျားမာစားတော်မူပါဒီနေ့မှမိမိရဲ့လက်ကိုမတန့်ရှင်းစေပဲလေဟိုညင်ညူးစေခဲ့သောအရာတွေအတွက်နောင်နာရပါတယ်ကိုရောဖျားဒီနေ့ကနေစပြီးကျွန်တော်ရဲ့လက်ကိုအတန့်ရှင်းချင်းရှိအောင်ထားပြီးတော့မှတန့်ရှင်းတဲ့လက်ကိုချီးလျက်ကိုရောဖျားကိုချီးမွမ်းကိုးကွယ်ပါမယ်ဝတ်ပြုပါမယ်ပျောက်ဆုံးသောဝိညာဉ်တွေအတွက်လည်းကျွန်တော်ရဲ့လက်ကိုကျေးဇူးဖွင့်ပြီးတော့မှပေးကမ်းတတ်သောသူငယ်ဆုံးသောသူတွေကိုလည်းပြန်လည်ပြီးတော့မှဖေးမှပေးတတ်သောသူကျွန်တော်ရဲ့လက်ကိုတကယ်မိမိရဲ့ကိုချိုး အတွက်မဟုတ်ဘဲနဲ့ခြားသောသူတွေအတွက်ကျေစွာဖွင့်တတ်သောသူဖြစ်စေဖို့ကျွန်တော်လှူဆောင်ပါမယ်။နကဘတော်အားဖြင့်ဝိညာဉ်တော်ရဲ့ဓာတ်ကိုအမြဲကင်ဆွဲပြီးတော့မှယန်သူရဲ့နေပယ်ရီခြေကုပ်စခန်းဒီအားလုံးကိုတုတ်တင်ပယ်ရှင်းပြီးတော့မှပြန်လည်ပြီးတော့မှဒီဆောက်ဆိုင်ပြူပေးတတ်သောသူနေဟမီကဲတို့လက်နဲ့တစ်ဖက်ကနေကင်ဆွဲပြီးတော့မှတစ်ဖက်ကနေတိဆောက်ပေးတတ်သောသူဖြစ်စေဖို့ကျွန်တော်ကြိုးစားအားထုတ်လုပ်ဆောင်ပါမယ်။ကျွန်တော်ကိုသာယူဆွဲခေါ်သောသင်လန်းပြတော်မူပါယေရှုတော်ကိုချီးမွမ်းပါရယေရှုဖျားနာမောင်းပြီးပြည့်ရဲ့ဆုတောင်းပါ၏။အာမင်။